2025ခုနှစ်မတ်လ16ရက်နေ့တွင်အစ္စရေးဒီဂါဇန်ကမ်းမြောင်ဒေသကိုပြင်းထန်သောလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်အဆိုပါတိုက်ခိုက်မှုများကြောင့်အမျိုးသမီးနှင့်ကလေးအများပြားအပါအဝင်လူပေါင်း400ကျော်တေဆုံးခဲ့သည်ဇန်နဝါရီလကတည်းကစတင်ခဲ့သော အပြစ်ခရဆယ်ရေးသည်ကြတန့်သွားပြီးဖြစ်ခဲ့သည်ဂါဇာစီအစိုးရအကြီးအကဲ SN Adalis ဒီတိုက်ခိုက်မှုအတွင်တေဆုံးခဲ့ကြောင်း Hamas အဖွဲ့ကတင်ထုတ်ပြန်ခဲ့သည်ပြည်ထရေးဝန်ကြီးဌာနဝန်ကြီးအကဲ မမူအဘူဝတ်ဖာပါဝင် အခြားအစင်းမြေအရာရှိများနဲ့ပြည်တွင်းလုံခြုံရေးညွန်ကြားရေးမှူးချုပ်ဘာဂျာအဘူဆူဒန်တို့လည်းတည်ဆုံခဲ့သည်ဟာမတ်စီပြောကြားချက်အရအဆိုပါခေါင်းဆောင်များနဲ့၎င်းတို့၏မိသားစုများကို အစ္စရေးလေရင်များကတိုက်ရိုက် ပြင်မထားခဲ့သည်ဟုဆိုသည် SNL လစ်ဇီ2021ခုနှစ်ဇွန်လတွင်ဂါဇာ၏အုပ်ချုပ်မှုအကြီးအကဲဖြစ်လာခဲ့သောဟာမတ်အကြီးတန်းခေါင်းဆောင်တဦးဖြစ်သည်2023ခုနှစ်နိုဝင်ဘာလတွင် ်အဒါလစ်နှင့်အခြားကောင်းဆောင်များရှိနေသည့်ဟာမတ်အဆောက်အုံကို အစ္စရေးကဘုံချခဲ့သည်ဟုဆိုခဲ့သည်ဂါဇာမြို့တော်ကိုတိုက်ခတ်မှုတစ်ခုကြောင့်အဘူဝတ်ဝါတိဆုံးခဲ့ကြောင်းဟာမတ်ရင်းရင်းမြစ်နှစ်ခုက AFP တို့ပြောကြားခဲ့သည်တစခံများအားလုံးကို ပြန်မလွတ်မချင်းဂါဇာကမ်းမြောင်ဒေသတွင်စစ်စင်ရေးများဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းအစ္စရေးကပြောကြားခဲ့သည်လေကြောင်းတိုက်ခတ်မှုများကြောင့်နိုင်ငံတကာအတိုင်းအဝန်မှပြင်းပြင်းထန်ထန်ဝေဖန်မှုများပေါ်ထွက်လာပြီး အကြမ်းဖက်မှုများကိုချက်ချင်းရတန့်ရန်လူအများကတောင်းဆိုခဲ့ကြသည်ဂါဇာမှာပိုဆိုးလာသည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြမ်းတင်းနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေတိုးလာနေပါတယ်အခြေအနေတွေတင်းမာနေစေဖြစ်ပြီးအကြမ်းဖက်မှုတွေထပ်ဖြစ်လာမှာကိုလည်းစိုးရိမ်မှုတွေလည်းရှိနေပါတယ်